င်္ဂလာပါတရှိခွန်ကဗီဒီယိုရဲ့ YouTube channel ရဲ့နေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဆ iamma ကတော့ solar energy ဖြစ်ပါတယ်ဆ iamma နေနဲ့ကတော့ဒီတစ်ခေါက်ပြပြပေးရမယ့်အကြောင်းအလေးကတော့နှစ်ကျင်းနေရဲ့အင်္ဂါသားသမီးလေးတွေရဲ့နော်ပထမတစ်ပတ်ကအဆက်ဖြစ်တဲ့အချီရေးအိမ်နောင်ရေးစမ်းမာရေးပညာရေးခန္ဓာလေးကိုဆ iamma ဒီတစ်ခေါက်ပြပြပေးသွားမှာဖြစ်ပါတယ် အဲ့တော့ဒါနှစ်ကျွင်းအင်္ဂါသားသမီးလေးတွေရဲ့ပထမเนาะဒါပထမဗီဒီယိုလေးမှာမဆ ्याम ကဒါစီးပွားရေးခန္ဓာတွေเนาะအလုတ်ကင်ခန္ဓာငွေချေးလူမှုရေးခန္ဓာလေးတွေကိုပြပြပေးသွားတာဖြစ်ပါတယ်ဒီတစ်ခေါက်ကတော့ဒါနှစ်ကျွင်းအင်္ဂါသားသမီးလေးတွေရဲ့ဒါမေတ္တာရေးခန္ဓာလေးတွေအိမ်ဒေါင်ရေးခန္ဓာလေးရဲ့နောက်ပြီးတော့ကျန်းမာရေးပညာရေးခန္ဓာလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ် အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြစ်တာရက်ခံကျင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะစင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ ဲ့တော့ဒါနှင်ကျွင်းရင်ကသားသမီးလေးတွေမြစ်တာကြီးခန္ဓာလေးကိုအရင်ဆုံးကြည့်လိုက်တဲ့အခါမှာမမီးတို့ရဲ့အခြေကံလေးတွေကပေါ့နော်ကံကောင်းမလို့နဲ့ကံခေစီတက်တဲ့သူလေးတွေဖြစ်တယ်ဘဝမှာအခြေရမမီးထင်သလိုမဟုတ်စေပဲရှိနေတတ်တယ်ပေါ့နော်ကိုထင်သလောက် ကိုညှော်မှန်းတယ်လို့မဖြစ်နေမကောင်းနေဘူးပေါ့အခြေမြစ်တာကြီးခဏလေးကအချိုးပေးမနေဘူးကံကောင်းမနေဘူးဆိုတဲ့သဘောပေါ့နော်အဲ့တော့ရီဆောင်းဦးပြိုကွဲတတ်တယ်ဘဝမှာအခြေဦးလည်းပြိုကွဲတာမျိုးတွေရှိမယ်ဘဝမှာဒီချိန်တစ်ခါမကအသေးကွဲတာပူတာမျိုးလေးလည်းကြုံတွေ့ရတတ်တယ်ပေါ့နော်ဒီချိန်တစ်ခါမကဒါအသေးကွဲပူတာမျိုးလေးတွေနော်ဒါဒီချင်းနဲ့ပတ်သက်ပြီးတော့နော်ဒါခံစားခဲ့ရတာမျိုးလေးတွေကတော့ဒီချိန်တစ်ခါမကနော်ကြုံတွေ့ရပါလိမ့်မယ်အခြေအကြောင်းမကြမကြစိတ်ပင်ပန်းသူတွေဖြစ်တတ်ကြတယ်ပေါ့နော်အဲ့တော့မမီးတို့ရဲ့အခြေအ အထင်နဲ့အမြင်လွဲမှားတတ်ကြတယ်ပေါ့အဲ့တော့မေတ္တာရေကဏ္ဍလေးကိုကြီးလိုက်တဲ့အခါမှာချစ်ဆခင်စကျင်နာစာလေးမှာတော့အရရအဆင်ပြေနေတယ်ထင်ရပေမဲ့ချစ်သူတရံအချင်းကြာလာတာနဲ့မြန်အမှန်6လတစ်နှစ်ကြာလာတာမြန်အခြေခဏလေးတွေမှာအဆင်မပြေမှုလေးတွေကြုံတွေ့ရတာမျိုး เนาะအမမီတို့ရဲ့ဒါမေတ္တာရေးအခြေခံတာလေးကိုကြည့်လိုက်တဲ့အခါမှာအမမီချစ်သူရဲ့ဥပိ္ပခပြုခြင်းเนาะကျင်နာမှုကင်းခြင်းမမီချစ်သူရဲ့ပေါ့เนาะဒါအလေးနဲ့မထားခြင်းလေးတွေခံရပြီးတော့မမီကပဲမမီချစ်သူပေါ့အမြဲလိုလိုပေးဆက်နေရတာမျိုးအနစ်နာခံတာမျိုးလေးတွေဒါကြုံတွေ့ရတတ်တယ်အဲ့တော့စိတ်နစ်ပြီးတော့ချစ်တတ်တဲ့သူတွေဖြစ်တဲ့အပြင်းမဲမှာတော့ဒါနှစ်ကျွင်းအင်္ဂါသားသမီးလေးရဲ့မေတ္တာရေးခံတာမှာမာကြောတယ်ပေါ့เนาะတည်ငြိမ်နဲ့ရင့်ကျက်တယ်ထင်ရပေမဲ့တကယ်တကယ်ဒါတော့အခြေခံတာတွေနဲ့ပတ်သက် က်ပြီးတော့เนาะဒါပတ်သက်ပြီးကြီးလိုက်တဲ့အခါမှာသူတို့ကဒီအနိမ့်နာခံတတ်တယ်ပေးဆက်တတ်တယ်ကျင်နာတတ်တဲ့သူတွေဖြစ်တယ်ပေါ့เนาะအရာရာကိုသီးခံခွင့်လုပ်ပြီးတော့အနိမ့်နာခံတတ်ကြတဲ့သူတွေဖြစ်တယ်အချင်းမှမိမိချစ်သူကเนาะဒါဒီကိုချစ်ခဲ့တဲ့သူကပေါ့เนาะတနင်္လာသားသမီးတို့အင်္ဂါသားသမီးတို့ပေါ့เนาะဒါ ကြာသာရေးသားသမီးတွေဖြစ်ခဲ့မယ်ဆိုပူပန်မှုတွေကြုံရမယ်ချစ်သူကြောင့်စိတ်ပင်ပန်းလိမ့်မယ်အခြေအေးချမ်းမှုအားနဲ့တက်တယ်မိမိချစ်သူကြောင့်အမြဲတမ်းစိတ်ညစ်နေရတတ်တယ်အခြေအမှလည်းရေရှည်မမြင်နိုင်ဘူးပေါ့နော်ထို့ကြောင့်ထိုနည်းနဲ့သားရင်းနဲ့ချစ်သူဖြစ်တဲ့သူတွေကတော့ချစ်သူစပ်ဖြစ်ပြီးတော့တလားနှလားအတွင်းနဲ့အမြဲတမ်းပူပန်မှုတွေကြုံတွေ့ရပြီးတော့ချစ်သူကြောင့်အမြဲတမ်းစိတ်ဆင်းရဲနေရတတ်တာပေါ့နော်အဲ့လိုမျိုးတွေရှိတတ်တယ်ကြံနေသားသမီးတွေဆိုရင်တော့ဒါအကျိုးပေးတဲ့အထဲမှာတော့ပါတယ်ပေါ့နော်အဲ့လိုမျိုး ဲ့တော့အချင်းကိုကိုကပေါ့နော်ဦးစားပေးတဲ့သူတွေငငယ်ရယ်နဲ့အိမ်အောင်ကြတာဘဝပြတာမျိုးတွေကြုံတွေ့ရတတ်တယ်နော်အချင်းကိုစိတ်နစ်တဲ့သူတွေအချက်ကဘဝကြီးလုပ်တဲ့သူလေးတွေကနော်ငငယ်ရယ်နဲ့အိမ်အောင်ကြတာမျိုးနော်ငငယ်ရယ်နဲ့ဒါအချင်းမှာအာဒီ ပေးဆက်ရတာမျိုးတွေကြုံတွေ့ရတဲ့သလိုအချင်းမှလည်းအများတဲ့အနောက်အရှေ့အတားစီးတွေနဲ့ရင်ဆိုင်တက်ရတဲ့တဲ့တဲ့နော်အဲ့လိုမျိုးချစ်သူပေါ့တက်တန်းမှာပေါ့နော်အေးချမ်းချမ်းမဖြတ်တမ်းမဲနဲ့အနောက်အရှေ့အတားစီးတွေခက်ခဲမှုတွေကြုံတွေ့ကြုံတွေ့ကြုံတွေ့ရတဲ့တဲ့တခုမဟုတ်တခုကြုံတွေ့ရတဲ့သူမျိုးတွေဖြစ်တယ်ပေါ့နော်ထို့ကြောင့်မေတ္တာရေးခန္ဓာအရင်စိတ်နေလို့မရဘူးကိုချစ်ကိုမရွေးချယ်ပဲနဲ့သူချစ်ကိုရွေးချယ်မှအဆင်ပြေပါလိမ့်မယ်ကိုချစ်ကိုရွေးနေရွေးချယ်နေတွေ့တော့ပူဝင်မှုလေးတွေများတတ်တာပေါ့နော်အဲ့လိုမျိုးအဲ့တော့မမီတို့ကမေတ္တာရေးခန္ဓာမှာငယ်သူတွေအတွက်ပေါ့ menor huh? ရွေးချယ်တဲ့နေရာမှာအချိန်တခုလေ့လာပါစောင့်ကြည့်ပါအရင်ဆုံးကိုယ်စိတ်ဝင်စားပြီး propose လုပ်ပြီးဆိုရင်တော့အချိန်တခုလေ့လာစောင့်ကြည့်ပြီးတော့ကိုယ်တကယ်မေတ္တာစင်မေတ္တာမဲ့နဲ့နော်တကယ်ချစ်တာလားကိုယ်အလေးနဲ့ထားလားကိုယ်တကယ်ကျင်နာလားခရုစိုက်လားဆိုတဲ့အချိန်လေးတွေကိုယူပြီးတော့လေ့လာပြီးမှလက်ခံဖို့သင်တယ်အခုမြင်အခုကြိုက်ဆိုရင်တော့အခြေအမပြဲနာပြုံးနေကြုံတွေ့ရတဲ့နောက်ပြီးတော့အခြေကိုဦးစားပေးလို့မရတဲ့အထက်မှာပါတယ်အခြေကိုဦးစားပေးမှုကြောင့်ဘဝပြတ်တာဒုက္ခရောက်တာမျိုးတွေကြုံတွေ့ရတဲ့ဘဝမှာမမီတို့အနေနဲ့ပညာရေးကနော်နံပါတ်1စီးပွားရေးကနံပါတ်2အ အခြေရနံပါတ်3နေရာမှာထားပြီးတော့စူးစမ်းနိုင်မှသာအဆင်ပြေပြီးတော့အခြေရကိုနံပါတ်1နေရာမှာထားပြီးတော့เนาะဒါရှင်သန်နေတဲ့ဖြတ်သန်းနေတဲ့လူတွေအထက်ကတော့เนาะအပူပင်နေနဲ့เนาะပူပင်မှုများစွာနဲ့ဘဝကိုဖြတ်သန်းရတတ်ပါတယ်ထို့ကြောင့်အာဒါနှစ်ကျွင်းအင်္ဂါသားသမီးရဲ့မေတ္တာရေးခန္ဓာလေးတွေကထင်သလောက်เนาะဒါကိုမကောင်းတဲ့အတွက်ထင်သလောက်မျှော်မှန်းထားသလောက်မကောင်းတဲ့အတွက်အခြေပိုင်းနဲ့ပတ်သက်ပြီးတော့ဒါအနှဲငယ်ပေါ့เนาะဒါအားနဲ့တက်တဲ့သူတွေဖြစ်တဲ့အတွက်အချိန်ယူလေ့လာပြီးတော့မမီတို့အနေနဲ့အာဒီ ီသေချာဆုံးဖြတ်ချက်ချပြီးတော့ရွေးချယ်နိုင်မှသာအဆင်ပြေပါလိမ့်မယ်နော်အဲ့တော့အချက်ကဘဝကြီးလုံးလုံးမရတဲ့အထက်မှာအချက်ကိုဦးစားပေးလို့မရတဲ့အထက်မှာနှစ်ကျွေးအင်္ကာသားသမီးလေးတွေကပါပါတယ်နော်ဒါတော့အခြေအေးပေါ့နော်နောက်ထပ်အိမ်အောင်ရေးပေါ့ င်နောင်ရေးခန္ဓာလေးတွေကိုကြည်လိုက်တဲ့အခါမှာဒါနှိကျွင်းအင်္ကာသားသမီးတွေရဲ့အိမ်နောင်ရေးခန္ဓာလေးတွေကိုမမီတို့အနေနဲ့ပေါ့နော်ဒါကြည်လိုက်တဲ့အခါမှာအိမ်နောင်ကြကာစပေါ့နော်အဲ့တော့ဒီအိမ်နောင်ကြကာစမှာတော့အိမ်နွေးအိမ်နောင်ရေးခန္ဓာလေးတွေကတော့အဆင်ပြေနိုင်တယ်ပေါ့နော်ဒါပေမဲ့မမီတို့အနေနဲ့ငငယ်ရွယ်နဲ့အိမ်နောင်ကြတာမျိုးတွေဆိုရင်အိမ်နွေးအိမ်နောင်ရေးမအေးချမ်းတက်ဘူး မတည်မြဲနိုင်ဘူးပေါ့နော်ပူပန်မှုတွေဂျုံတွေ့ရမယ်နော်အဲ့တော့ဥမာအသက်အပိုင်းခြားပေါ့20ဝန်းကျင်ပေါ့နော်ဒါ19 19 20ဒီလိုမျိုးဝန်းကျင်လေးတွေမှာအိမ်အောင်ကြခဲ့မယ်ဆိုအိမ်တွင်းအိမ်အောင်ကြီးပူပန်မှုတွေဂျုံတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့အသက်26 29နောက်ပိုင်းနေရာနေအိမ်အောင်ကြခဲ့မယ်ဆိုရင်တော့ဒါပူပန်မှုနည်းနည်းလေးပေါ့နော်အားနေအားနေမယ် နော်အဲ့တော့ငငယ်ရွေးနဲ့အိမ်တော်ကြခဲ့မှာဆိုအိမ်နှင်းအိမ်တော်ရေးပူပန်မှုတွေရှိမယ်အိမ်တော်ရေးမှာအနောက်ရှက်လေးတွေကမကြမကြကြုံတွေ့ရတတ်တာပေါ့နော်အဲ့လိုမျိုးအဲ့တော့မိသားစုညီကိုမောင်နှမတွေနဲ့အတူနေပါကအဆင်မပြေမှုလေးတွေရှိရဲအိမ်နှင်းအိမ်တော်ရေးမှာဈာလူအနောက်ရှက်လေးတွေဝင်လာပြီးတော့စိတ်ညစ်ရတတ်တယ်ပေါ့နော်အဲ့တော့အသက်လေးအသက်30ကျော်ပေါ့နော်40ဝန်းကျင်နောက်ပိုင်းမှာအိမ်နှင်းအိမ်တော်ရေးတာယာမှုတွေအေဂျင့်မှုတွေရရှိလာမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့တော့မမီးရဲ့အိမ်တော်ဘက်ရွေးချယ်တဲ့နေရာမှာပေါ့နော် ဒီတနင်္လာသားသမီးတို့เนาะဒါအင်္ခါသားသမီးတို့เนาะ ိမ်နောင်ကြားခဲ့မယ်ဆိုရင်အိမ်တွင်းအိမ်နောင်ကြီးမှာအေးချမ်းမှုတွေအားနေပြီးတော့အပူတော့ကတွေများမယ်အိမ်နောင်ကြီးမမြဲဘူးအိမ်တွင်းကြီးမအေးချမ်းနိုင်ဘူးเนาะထိုနေသားသမီးတွေနဲ့အိမ်နောင်ကြားခဲ့မယ်ဆိုရင်ရံပေါ်တာတကြက်ကြက်ဖြစ်တာเนาะအိမ်နောင်မြဲအိမ်နောင်ခွဲခွာပြီးနေရနေရတာမျိုးအိမ်တွင်းအိမ်နောင်ကြီးမှာအတားဆီးနောင်ချက်တွေကြုံရတာမျိုးအိမ်နောင်ကြီးဖောက်ပြန်ရှုပ်ထွေးမှုတွေပေါ်တာမျိုးတွေကြုံတွေ့ရပြီးအိမ်တွင်းအိမ်နောင်ကြီးအေးချမ်းမှုအားနေတတ်တယ်ထို့ကြောင့်ဒီနေ့နန်နေကမမီတို့ဘဝတသက်တာအတွက်ရှောင်ဝမ်းမဲ့နေ့နန်နေဖြစ်ပါတယ်เนาะ အဲ့လိုကြံနေသမီးကြံနေသားသမီးတွေကတော့ကောင်းမွန်စေတတ်ပါတယ်တည်မြဲစေတတ်တယ်ပေါ့နော်အဲ့တော့အိမ်နောင်ရေးပိုင်းနေမှာတော့ဇရာအိမ်နောင်ရေးဆရာရှုပ်တာတွေဖောက်ပြန်မှုတွေပျော်ပါတောင်စာအထူးရှောင်မှုလိုအပ်လိမ့်မယ်ဒီလိုမျိုးရှိခဲ့မယ်ဆိုရင်အိမ်တွင်းအိမ်နောင်ရေးမအေးချမ်းတာမျိုးတွေရှိမယ်ပေါ့နော်ထို့ကြောင့်ဒါနှစ်ကျွင်းအင်ကာသားသမီးတွေရဲ့အိမ်နောင်ရေးမှာစိတ်တူကိုယ်တူလက်တွဲမယ်နော်စီးပွားရေးအတူလို့ဘာသာရေးအတူလို့ကောင်းမှုကုသိုလ်လေးအတူလက်တွဲပြီးတော့ရှင်သန်နိုင်မှသာအဆင်ပြေမဲ့နေထားမှာရှိတယ် နော်အိမ်တွင်းအိမ်ဆောင်ရေးမှာဒီမိမိတို့အနေနဲ့ကန်စတာအရာပေါ့နော်ဒါဒီရုတ်တရက်အိမ်ဆောင်ကျသွားတာမျိုးတွေငငယ်ငယ်ရွယ်ရွယ်အိမ်ဆောင်ကျသွားတာမျိုးတွေကတော့မအေးချမ်းတာမျိုးတွေကြုံတွေ့ရမယ်အဲအကျိုးမပေးတဲ့နေသားနဲ့အိမ်ဆောင်ပြုခဲ့မယ်ဆိုပူပယ်မှုတွေကြုံတွေ့ရလိမ့်မယ်ထို့ကြောင့်အကျိုးပေးနေသားကိုရွေးချယ်ပြီးတော့တင့်တော်တဲ့အရွယ်မှာအိမ်ဆောင်ကျခဲ့မယ်အိမ်ဆောင်ပြုမယ်ဆိုရင်အရာရာအဆင်ပြေမှုတွေဖြစ်လာပါလိမ့်မယ်နော်ဒါကတော့ဒါအင်္ဂါသားသမီးတွေရဲ့အိမ်ဆောင်ရေးကဏ္ဍကိုပြပြပေးသွားတာပါနော်နောက်ထပ်ကျမ်းမာရေးကဏ္ဍလေးကိုပြပြပေးသွားမှာပါနော် တော့ကျမ်းမာရေးခန္ဓာလေးတွေကတော့ဒါမမီတို့အနေနဲ့ငယ်စဉ်တည်းကနေပြီးတော့မကြခဏခြူကြတတ်တဲ့သူလေးတွေဖြစ်တယ်เนาะငယ်စဉ်မှာတော့ကလေးဘဝအရွယ်တွေကခြူကြတတ်တယ်အဲအဲ့လိုနည်းနည်းလေးပေါ့နော်သူတို့ကဒီကလေးဘဝတွေကစိတ်ယုံစိတ်ကန်းကိုမကြမကြကြီးဟောင်းနေတာမျိုးမကြမကြသွားတာမျိုးမိဘတွေခက်ခဲစွာမွေးဖွားလာတာမျိုးတွေကြုံတွေ့ရတတ်တယ်เนาะအဲ့တော့ယောဂပြရားလေးတွေနည်းနည်းလေးထုပြောတတ်တယ်ငယ်စဉ်မှာပေါ့နော်ချောင်းဆိုးရင်ကျက်ချွဲကြတာလေးတွေဘိုက်ပြိုက်ကြတာလေးထိုးလေးအောင်တာလေးတွေအဲ့လိုမျိုးတွေဖြစ်တတ်တယ်เนาะငယ်စဉ်မှာ မကြာမကြာဖျားနာတတ်တာပေါ့နော်အဲ့လိုမျိုးလေးတွေရှိမယ်။နောက်ပြီးတော့ဒါခြေလက်ထိခိုက်တဲ့တရားလေးတွေခြေကျိုးလက်ကျိုးလေးတွေဖြစ်တတ်တယ်။အရွယ်ရောက်လာတဲ့အခါမှာတော့မကြာမကြာဖြစ်တတ်တဲ့ယောဂါတွေမှာဆိုရင်အာယုံကြောအားနေတာတွေအကြောအားနေတဲ့ယောဂါတွေဖြစ်မယ်။နောက်ယင်ကျက်ယောဂါအစာအိမ်ပေါ့နော်အစာအိမ်ဝမ်းပိုင်းနဲ့ပတ်သက်ပြီးတော့အော်ဖြစ်တတ်တဲ့ယောဂါလေးတွေပေါ့နော်အဲ့လိုမျိုးတွေရှိမယ်။နောက်ပြီးတော့ဒီရာသီကုပြောင်းဖျားနာတတ်တဲ့ယောဂါလေးတွေရှိမယ်။အသက်ကြီးပိုင်းမှာဆိုရင်အဓိကပေါ့နော်ဒါကြီးပေါင်းယောဂါအကြောအားနေတဲ့ယောဂါဒါမျိုးလေးတွေက တော့ဒါဒီအသက်ကြီးပိုင်းနေမှာဖြစ်တတ်ကြဖြစ်လိဖြစ်တတ်ရှိရဲ့ယောဂါလေးတွေပေါ့နော်ဒီယောဂါလေးတွေကတော့ဒါနှစ်ကျွင်းအင်္ကာသသမီးတွေမှာဖြစ်လိဖြစ်တာရှိကြတဲ့ယောဂါလေးတွေဖြစ်ပါတယ်အငငယ်တွေကနေပြီးတော့နည်းနည်းတော့ခြူကြတတ်တဲ့သူမျိုးတွေဖြစ်တဲ့အတွက်အကျန်းမာရေးခန္ဓာလေးတွေမှာအလေးထားဖို့နော်အကျန်းမာရေးပို့ပြီးတော့အလေးနဲ့ထားပြီးတော့ဂယူဆိုင်ဖို့လိုအပ်လိမ့်မယ်နော်နှစ်ကျွင်းအင်္ကာသသမီးလေးတွေကဒါအကျန်းမာရေးခန္ဓာလေးတွေကိုဒါငယ်စဉ်မှစပြီးတော့ကြီးလာတဲ့အရွယ်အထိဖြစ်တတ်တဲ့ယောဂါလေးတွေဖြစ်ပါတယ်နော် နောက်ထပ်ပညာရေးခန္ဓာလေးတို့ပြပြပေးသွားမှာပါเนาะအဲ့တော့ပညာရေးခန္ဓာလေးတွေကမိမိတို့ရဲ့ပေါ့เนาะပညာရေးခန္ဓာလေးတွေကဟိုဒါငယ်စဉ်မှစပြီးတော့ပေါ့เนาะပညာရေးခန္ဓာလေးတွေနည်းနည်းလေးမှင်းမိန်တက်တဲ့အားနဲ့တက်တဲ့ခက်ခက်ခဲခဲစူးစမ်းရယူနိုင်မှအဆင်ပြေမယ်ပညာရေးကိုပညာသင်ချိန်ရေးသကြောချိန်မှာပုံမှန်တော့ကလေးတွေတိုက်ဆိုင်ကြုံတွေ့ရတာမျိုးလေးတွေကြောင့်ပညာရေးခက်ခဲမှုလေးတွေဖြစ်လာနိုင်တယ်ပေါ့เนาะအဲ့တော့ပညာရေးကိုခက်ခဲခက်ခဲမှုတွေကြုံတွေ့ရတတ်တယ်ပေါ့เนาะပညာရေးမှာ ်ငယ်စဉ်တည်းကပြီးတော့စိတ်ပါဝင်စားမှုလဲအားနဲ့တက်တဲ့သူမျိုးတွေတွေဖြစ်တဲ့အတွက်အဲမိမိတို့ရဲ့သားသမီးလေးတွေကနှစ်ကျွင်းရင်ကသားသမီးလေးတွေဆိုရင်မိဘတွေအနေနဲ့ကပေါ့နော်ငယ်ငယ်တည်းကနေပြီးတော့အပညာရေးခန္ဓာတွေဘာသာရေးခန္ဓာကိုလေ့လာတိုင်းဆောင်သူနေဆုံးမဖို့လိုမယ်ပေါ့နော်အဲ့လိုတစ်ခါလေပညာရေးမှာငယ်စဉ်တည်းကတပိုင်းရေးစာဖြစ်တတ်တာမျိုးလေးတွေရှိတယ် ဲ့တော့เนาะဒါပညာသင်နေတဲ့အချိန်ဆောင်းမွေးဖြေတော့မယ်ဆိုရင်ကျမ်းမာရေးညံပြီးတော့ဆောင်းမွေးဖြေလိုက်ရတာမျိုးတခြားပူပင်သောကာလေးတွေတိုက်ဆိုင်ကြုံတွေ့ပြီးတော့ဆောင်းမွေးဖြေလိုက်ရတာမျိုးကြောင့်ပညာရေးခက်ခဲတက်တယ်သူများထက်ပိုပြီးအာယုံဆိုင်နိုင်မှသူများထက်ပိုပြီးစ조사နိုင်မှစိတ်နှစ်ပြီးစ조사နိုင်မှဒါပညာရေးမှာအောင်မြင်မယ်ပညာရေးကိုအလေးထားပြီးတော့เนาะဒါ အာတင်မရမယ်ပညာသင်ရည်မှာတခြားအရာတွေစိတ်နစ်နေမယ်ဆိုရင်ပညာရေးခက်ခဲတက်တာပေါ့နော်နည်းနည်းလေးရွယ်ရလာတဲ့အခါမှာပညာရေးပိုင်းကိုဒါအာအခြေရေးကျန်းမာရေးကြောင့်ပညာရေးထိခိုက်တတ်တယ်လို့အပေါင်းအသင်းလူမှုရေးကြောင့်ပညာရေးထိခိုက်တတ်တယ်နော်ထိုအရာတွေကြော်လွားပြီးတော့ပညာရေးကိုစိတ်စိတ်ကောလိုအပ်နေပြီးစူးစမ်းနိုင်မှာနော်အောင်မြင်နိုင်မယ်ပညာရေးကထွန်းပေါက်ခြင်းနဲ့သူများလည်းမမြင်အောင်ထွန်းပိုင်းနိုင်တယ်အဲ့တော့ပညာရေးမှာကြာရှုံးပြီဆိုရင်လည်းငငယ်ရွယ်နဲ့ပညာရေးတစ်ပိုင်းတစ်စားဖြစ်တာမျိုးလေးတွေဒါကြုံတွေ့ရတတ်တယ်ထို့ကြောင့်ပညာရေးနဲ့ပတ်သက်ပြီးတော့ အာနှစ်ကျွင်းအင်္ကာသားသမီးလေးတွေကအလေးနဲ့ထားပြီးတော့စူးစမ်းဖို့တော့လိုအပ်လိမ့်မယ်ဒီလိုစူးစမ်းနိုင်မှသာကိုယ့်ဘဝတလန်းနေအဆင်ပြေမယ်ပညာတတ်မှဘဝလန်းခီးဖြာမှုမှဖြစ်တယ်ပညာရေးဒီပိုင်းလေးစားဖြစ်မယ်ဆိုခက်ခဲမှုတွေဘဝအတွက်ကြုံတွေ့ရတတ်တယ်ထို့ကြောင့်ပညာရေးဘိုင်းမှာအလေးနဲ့ထားပြီးစူးစမ်းဖို့လိုအပ်လိမ့်မယ်ဒါနှစ်ကျွင်းအင်္ကာသားသမီးလေးတွေအတွက်ပညာရေးခံနာလေးတွေကိုဒါပြပြပေးသွားတာဖြစ်ပါတယ် အဲ့တော့နေကျွင်းရင်ကသားသမီးလေးတွေရဲ့ဒါဒါအရှိနော်အရှိဘူရီယိုလေးမှာလုပ်ငန်းစီးပွားငွေကြေးလူမှုရေးခန္ဓာရဲ့အခုဘူရီယိုလေးကတော့အခြေရေးအိမ်နောင်ရေးအဲကျန်းမာရေးပညာရေးခန္ဓာလေးတွေကိုဆက်မပြတ်ပြတ်ပေးသွားတာဖြစ်ပါတယ်နောက်တစ်ပတ်မှာလည်းတခြားပေါ့နော်ဒါဒီနေကျွင်း အာဒါဗုဒ္ဓသာသမီတွေအချောင်းကိုလည်းထပ်မံပြီးတော့ပြပြပေးသွားမှာဖြစ်တဲ့အတွက်ဆင်မတို့ရဲ့ဒီဖူရီယိုလေးကိုလည်းစောင့်မျှော်ကြည့်ရှုဖို့မြေတားရက်ခံပါတယ်ဆင်မတို့ရဲ့ဒါတီရှိခွန်က YouTube channel လေးကိုလည်း like share လေးလုပ်ဖို့ဒါမြေတားရက်ခံပေးပါတယ်နော်ခொနရသားသမီးများအားလုံးနော်နေကျွင်းဒီအင်္ဂါသားသမီးတွေအပါဝင်ခொနရသားသမီးများအားလုံးအဆက်ဆက်အရာအဆင်ပြေကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါစေတက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂပေး NLP တွေကင်းဝေးပြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆင်မကနေဆုတောင်းမြတ် တ္တာပို့တာလိုက်ပါရဲ့ရှင်။